ရန်ကုန်မြို့မှာနိုင်ငံရေးပါတီဥက္ကဋ္ဌဥပဒေအတိုင်းမြင်ကနဲ့အငိမ့်စားတမ်းမကြီးတို့ကိုအနည်းငယ်ပြစ်ခတ်တပြတ်မှုကျွလွန်ထားတဲ့လက်နက်ကိုင်အစုအဖွဲ့တစ်ခုကိုဖမ်းဆီးရမိပြီဖြစ်တယ်လို့အစိုးရဘက်ကပြောဆိုလာပါတယ်။ဘလို့ပုံစံမျိုးနဲ့ဖမ်းဆီးရမိခဲ့တာပါလဲ။အဲ့ဒီအစုအဖွဲ့ဟာဘသူတွေကိုတပ်ဖြတ်ခဲ့တာပါလဲ။ဒီတဲ့အကြောင်းအရာလေးကို မတင်ဆက်ခင်ပါဘာမာ times တဲ့ channel ကို subscribe နဲ့ like လေးလုပ်ပေးဖို့မေတ္တာရက်ခံပါရစေ ရန်ကုန်မြို့မှာအနေကလှုပ်ကြံတပ်ဖြတ်မှုတွေကိုကျူးလွန်ထားတဲ့လက်နက်ကိုင်ရဲစုအဖွဲ့ကိုဖမ်းဆီးရမိဖို့စတင်လာတာကတော့2025ခုနှစ်မေလ22ရက်နေ့ကပဲဖြစ်ပါတယ်။မေလ22ရက်နေ့မှာဘလို့စဖြစ်တာလဲဆိုရင်ရန်ကုန်တိုင်းမြရန်ကုန်မြို့နယ်ငားရက်ကွက်မှာရှိတဲ့ရွှေနှင်းစီလန်းကနေစတင်တာပါ။အဲ့ဒီနေ့နနက်ပိုင်းမှာအငိမ့်စောက်တန်အမကြီးဖြစ်တဲ့ဦးချူထွန်းအောင်ဟာ ၎င်းရဲ့နေအိမ်ရှိမှာမြေဖြစ်သူနဲ့အတူလမ်းလျှောက်နေတုန်းမှာအမျိုးသားနှစ်ဦးကတနက်နေ့အနီးကပြစ်ခတ်လုကြံခဲ့တာဖြစ်ပါတယ်။အဲဒီလို ပြစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်မှာ လုံခြုံရေးအဖွဲ့ဝင်တွေဟာပိုက်စိတ်တိုင်းစုံစမ်းစစ်ဆေးတာတွေကို လုပ်ခဲ့ကြတယ်လို့အစိုးရဘက်ကဆိုပါတယ်။အဆိုပါအမျိုးသားနှစ်ဦးဟာအငိမ့်စားတန်အမတ်ကြီးဦးချိုထွန်းအောင်ကိုအနည်းငယ်ပြစ်ခတ်လုကြံရမှာအုံပြုခဲ့တဲ့စပိန်ကို ုံးမင်းရင်တစည်းပေါ်မှာတင်ဆောင်သွားခဲ့တာကိုအဆက်အနတ်တွေ့ရှိခဲ့တယ်လို့လုံခြုံရေးအဖွဲ့ဝင်တွေဘက်ကဆိုပါတယ်။အဲဒါကြောင့်စုံစမ်းဖော်ထုတ်တာတွေဆက်လက်လှုပ်ဆောင်တဲ့အချိန်မှာတော့မေလ23ရက်နေ့မှာတုံးမင်းရင်မောင်းနေတဲ့စံထက်အောင်ခေါ်ဘကိုးသားကိုမြောက်ဥကလာပါမြို့နယ်ထောင်မဲရက်ကွက်ခိုင်ရွှေဝါတုံးလမ်းမှာရှိတဲ့အိမ်အမှတ်248မှာစပိန်နဲ့အတူ စတင်ဖန်ဆင်းရမိခဲ့တယ်လို့အဆိုရကဆိုပါတယ်။ဒါပြင်အကြံဖက်တက်ဖြတ်တဲ့လုပ်ငန်းတွေမှာထောက်ပို့အဖြစ်ဆောင်ရွက်နေတဲ့ဝင်းသူခေါ်ကလားလီ39နှစ်ကိုလည်းထောက်ဘဲရက်ကွက်စိန်ချေလမ်းမှာရှိတဲ့အိမ်အမှတ်233မှာထပ်မံဖန်ဆင်းရမိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီလိုစတင်ဖန်းစီရမိသူတွေကိုဆက်လက်စစ်ဆေးတဲ့အခါမှာတော့ဦးချိုထွန်းအောင်ကို အနေကလှုပ်ကြံတစ်ဖြက်ပြီးထွက်ပြေးတိမ်းရှောင်နေတဲ့ကျူးလွန်သူ မျိုးကိုကိုခေါ်စိုင်းကိုကိုခေါ်ဇင်မင်းထက်ခေါ်လင်းလက်စော28နှစ်ကိုညာဦးမျိုးနဲ့ဗကဲမျိုးဟောင်းဒေတာမှာဖန်စီရမိခဲ့တယ်လို့အစိုးရဘက်ကပြောပါတယ်။ဒါပြင်ပြစ်ခတ်မှုကျူးလွန်သူမျိုးကိုကိုနဲ့အတူဇနီးဖြစ်သူ ပြုံပြုံ24နှစ်နဲ့သမီးဖြစ်သူ လင်းလက်ရွှေ6နှစ်တို့ကိုလည်း အတူဖန်စီရမိခဲ့တာဖြစ်တယ်လို့ဆိုပါရယ်အနည်းငယ်ပြစ်ခတ်မှုကျွလွန်သူမျိုးကိုကိုနဲ့မိသားစုကိုရန်ကုန်ကနေတဆင်းဗကဲမျိုးဟောင်းဒေသကိုတင်ဆောင်ဖို့လိုက်ပါပို့ဆောင်ပေးခဲ့တဲ့သူရင်မောင်အောင်ဆန်းဟိတ်25နှစ်နဲ့ချိတ်ဆက်ဆောင်ရွက်ပေးသူညင်းကြီးလိုင်း39နှစ်တို့ကိုလည်းမွန်ပြည်နယ်မြို့တော်မြို့မှာအသီးသီးဖန်စီရမိခဲ့တယ်လို့အစိုးရဘက်ကဆက်လက်ထုတ်ပြန်ထားပါတယ်။ ဲ့ဒီလိုထက်မှန်ဖန်ဆင်းရရှိခဲ့တဲ့မျိုးကိုကိုဆိုသူကိုလုံခြုံရေးအဖွဲ့ဝင်တွေကဆက်လက်စစ်ဆေးတဲ့အခါမှာတော့ဦးချိုထွန်းအောင်ကိုလောက်ကျန်တက်ဖြတ်မှုမှာနောက်ထပ်ပါဝင်ခဲ့တဲ့ချစ်ကိုကိုခေါ်ကြော်ကြီးနဲ့မိသားစုဝင်တွေကိုတရှိခဲ့ရတယ်လို့ဆိုပါတယ်။အခုချိန်မှာတော့ချစ်ကိုကိုကိုဖန်ဆင်းရရှိတာမျိုးမရှိသေးပေမဲ့၎င်းရဲ့ဇနီးဖြစ်သူ မြင့်မြင့်ထွေ39နှစ်အောင်ကိုကို78နှစ်ဇင်မောင်မောင်ခေါ်အာနု28နှစ်နဲ့ထွေပြေးတိတ်လျှောက်ရမှာကိုကြီးပေးခဲ့တဲ့ဖြိုးဝေအောင်ခေါ်အရှိကြီးတို့ကိုဘကိုးမြို့အဝင်စစ်စေးရေးကိန်းမှာဖန်စီရမိခဲ့တယ်လို့အစိုးရဘက်ကပြောပါတယ်။ဒါပြင်အငိမ့်စာတန်မကြီးဦးချိုထွန်းအောင်ကိုလုံချန်တက်ဖြတ်ရမှာစကောက်ကြည့်ရှုပေးတာတွေလုပ်ခဲ့တယ်။ရန်ကုန်တိုင်းကြည်မြင်နိုင်မြို့နယ်ထဲမှာနေထိုင်တဲ့ မင်းစီသူခေါ်အငယ်လေး29နှစ်ကျော်စင်တက်ခေါ်လွင်ကြီးခေါ်ကျော်စင်33နှစ်နဲ့ဟန်လင်းအောင်28နှစ်တို့ကိုလည်းဆက်လက်ဖမ်းမိခဲ့တယ်လို့သိရပါဗျ။အငိမ့်စားတန်မတ်ကြီးဦးချိုထွန်းအောင်ကိုလက်နက်ကင်အစုအဖွဲ့ကပြစ်ခတ်လုကြံစင်မှာတက်မတ်ကြီးပေါက်ထွက်လို့ခြေထောက်မှာထိခိုက်ဒဏ်ရာရရှိစဉ် တာဂီတာမြို့နယ်မှာဖွင့်လှစ်ထားတဲ့လင်းထုကူစေကန်ကဆရာဝန်ဇော်ကိုကိုနဲ့စေယုံပိုင်ရှင်ဒေါက်တာရဲလင်းဆိုတို့ကိုလည်းအစိုးရကဖမ်းဆီးထားတယ်လို့ပြောပါတယ်အထက်ပါဖြစ်စဉ်အတွင်းမှာအမျိုးသား73ဦးအမျိုးသမီး3ဦးစုစုပေါင်း16ဦးကိုဖမ်းဆီးရရှိထားခြင်းဖြစ်ပြီးအဲ့ဒီသူတွေရဲ့ထွက်ဆိုချက်တွေအရ2023ခုနှစ်မတ်လမှာ Golden Valley Warrior အမေရိကန်အဖွဲ့ကို အန်ယူဂျီကတရားခံပြီးဥယျာဉ်မှုရဲ့စီစဉ်ထောက်ပံ့ပေးမှုနဲ့ဖွဲ့စည်းခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။အခုလိုဖန်စီရရှိထားတဲ့အဖွဲ့ထဲမှာမျိုးကူကူခေါ်ဆိုင်းကူကူခေါ်စင်မင်းထက်ခေါ်လင်းလက်စော်ဟာပြီးခဲ့တဲ့2023ခုနှစ် မက်ရှလ24ရက်နေ့မှာလဲရန်ကုန်တိုင်းတန်လီမြို့နယ်မှာနေထိုင်တဲ့ဥပဒေအတိုင်းမင်ကန်ဦးမင်းတေစာညွန့်တင်ကိုပစ္စတိုတနက်နဲ့အနီးကပစ်ခတ်လုံကျန်ခဲ့သူ ဖြစ်တယ်လို့အစိုးရဘက်ကပြောပါတယ်ဦးမင်းတင်စာညွတ်တဲ့ဟာ၎င်းရဲ့တာဖြစ်သူကိုရှင်ပြုအလှူပွဲမကျင်းပါမီ ရပိုင်းအလို့မှာပြစ်ခတ်လုံကြံခံခဲ့ရတာပဲဖြစ်ပါတယ်။ဒါပြင်မျိုးကိုကိုဟာ ရွှေပြည်သာမြို့နယ်မှာရှိတဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တအူးကိုလည်းပစ္စတိုတနက်နဲ့ချောင်းမြောင်ပစ်ခတ်ဖို့သူဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်၎င်းဟာတင်ငန်းချုပ်မြို့နယ်မှာနေထိုင်တဲ့အမျိုးသားဒီမိုကရေစီပါတီသေဥက္ကဋ္ဌဦးတန်းထွန်းကိုတနက်နဲ့အနီးကလုတ်ကြံတက်ဖြတ်ခဲ့သူဖြစ်တယ်လို့အစိုးရဘက်ကထုတ်ပြန်ထားပါတယ်။ဒါကြောင့်ရန်ကုန်မြို့မှာ အခုလိုပြစ်ခတ်တက်ဖြတ်မှုကျွလွန်ထားသူတွေကိုဥပဒေအရထိရောက်စွာအရေးယူနိုင်ဖို့ ဆက်လက်လှုပ်ဆောင်နေတယ်လို့အစိုးရဘက်ကပြောဆိုလာပါတယ်ရှင်။